BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို bbc.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ တော်ရရှင်တို့ရှင်လန်းချမ်းမြေ့ကြပါစေဒီနေ့အော်တိုဘလ28ရက်အင်္ဂါနေ့ညချမ်းတွဲ BBC မြန်မာပိုင်းစီစဉ်နေစတင်နေပါပြီ you got my message campaign ဒီနေ့မှာစနိုင်ပြီလို့ဆိုပါတယ်အပန်းတော့ဒီနေ့စလို့ရပြီကာကျွန်တော်တို့တော့ကျွန်တော်တို့ကကွန်မရှင်ကိုချီရင်စီကဥရခလဲတူတရမှာဆိုလေဒါမဲ့ချထားတဲ့စီမင်းစီကနေတိုင်းလောက်ကြမှာပါ ဒီယူကဘွေတဲ့တတိပုဂ္ဂလမလောင်းတွေရဲ့မျောလင့်ချက်တွေကတော့ဘာတွေပါလဲကြာခင်မှာအဲ့လိုသတင်းတွေအပြင်မြန်မာနဲ့နိုင်ငံကသတင်းတွေကို နားဆင်ကြမှာပါဗျာကျွန်တော်ကရင်မောင်ပါတနင်္လာနေ့ကိုစပြီးတော့အစင်ခံပြေးတော့ပါတော့မယ် စစ်ကောင်စီကကျမပေးမဲ့2025ယူကဘက်ကိုအတိမပြုတာဟာလက်နက်ကင်စတက်တီကဒီမိုစီနီကြယူကခန်ဆူရတွေကိုဖျောချနိုင်တယ်။နိုင်ငံရေးကောင်တော်တွေကိုဖမ်းဆီးထောင်ချနိုင်တယ်။အနိုင်ရနိုင်ငံရေးပါတီတွေကိုဖျက်သိမ်းနိုင်တယ်ဆိုတဲ့သတင်းစကားကိုပေးရာရောက်နိုင်တဲ့အကြောင်းမြို့သားဒီမိုစီအဖွဲ့ချုပ် NLD ကပြောပါတယ်။ NLD ရဲ့ဒီနေ့ထုတ်ပြန်ချက်မှာစစ်တပ်ကလုံမယူကဘက်ကိုထောက်ခံလိုက်တာကပြည်သူလူထုရဲ့ဆန္ဒကိုပြစ်ပယ်လိုက်တာဖြစ်တယ်လို့လဲဆိုထားပါတယ်။ စစ်ကောင်ရှင်ကပြည်တော်စုရီကောက်ပဲကောင်ရှင်ကတော့2025ခုနှစ်ရီကောက်ပဲကိုပထမပိုင်းဖြစ်ဒီသမလ28နေမှာပြုလုပ်မယ်လို့ညညာထားပြီးတော့အဲ့ဒီရီကောက်ပဲမှာပါဝင်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေဟာဒီနေ့ကစပြီးတော့ရပောင်း60ကြာမဲဆွဲစည်းမှုတွေစတင်နေကြပါတယ်။ဂျမိကာမှာတနာယီကိုကီလိုမီတာ300ကျော်နှုန်းနဲ့တိုက်ခတ်နေတဲ့ဟာရီကိန်းမွန်းနိုင်မဲလစ်ဆာနိုင်ပိုင်းတွင်ဝင်လာနိုင်ခြေရှိပြီးတော့ခြေနေတွေကဆိုးနိုင်တဲ့အကြောင်းကမ္ဘာမိုးလေဝသအဖွဲ့ကခမန်းထားပါတယ် ကုလသမဂ္ဂအေဂျင်စီတခုဖြစ်တဲ့အဲ့ဒီမိုလစ်တော်ဖွဲ့ကဒီမလစ်ဆာမုံနဲ့ဟာရာစုနှစ်အတွဲအပြင်းဆုံးမုံနဲ့ဖြစ်ပြီးတော့ဒီရေတွေထုတ်တက်တာတောင်ကျရေတွေထုတ်ဆင်တာဆက်တာတွေအပြင်းထန်ဖြစ်နိုင်တယ်လို့ဆိုပါတယ်အခုလောလောဆယ်အချိန်မှတည်းဂျမေကာမှာမြေပြိုတာတစ်ပင်လဲကျတာတွေကြောင့်အနည်းဆုံးလူ၃ယောက်သေဆုံးရှုံးခဲ့ရပါတယ်အပြင်းနဲ့မုန်တိုင်းလာတော့မှမို့ထွက်ခါတိတ်ဆောင်နေဖို့အမိန်ထုတ်ထားတာကိုမလိုက်နာတဲ့လူတွေရှိနေနိုင်တာကြောင့် ဆိုရရရှိတွေကဆိုရနေကြပါတယ်။ဘီယင်းနိုင်ငံလေပိုင်းမှာဆွေစုနှစ်တွေများစွာအတွင်းအကြီးမားဆုံးသောမိုးရွာသွန်းမှုနဲ့ကြုံရပါတယ်။ဝေမြင့်မှာ24နာရီအတွင်းမိုးရေချိန်က1မီတာကျော်ဖြစ်သွားခဲ့ပါတယ်။ဒီမှာဒီမျိုးလုံးရေကြီးနေပြီးတော့ဒေသခံတွေဟာရေကြီးနေတဲ့လမ်းတွေပေါ်မှာလေတွေနဲ့သွားနေကြပါတယ်။ထောင်ထဲကြီးတဲ့သူတွေလည်းအိုးအိမ်ဆုံခေါကာနေရာရွှေ့ပြောင်းနေရပါတယ်။ ဆူဒန်စစ်တပ်တွေကနေအယ်ဖက်ရှားမြို့ကိုအရန်တက် RSF ကတိမ်ပြီးတဲ့နောက်လူတွေစုလိုက်ပြုံလိုက်တက်ဖြတ်ခံထားတဲ့ထောက်ထားတွေကို တွေ့ရှိရတဲ့အကြောင်းအမေရိကန်သုတေသီတွေကပြောပါတယ်။ရေးတက်သူလူသားချင်းစနိုင်မှုဆိုင်ရာသုတေသနဌာနကဂျူရူတပ်ပုံနေနဲ့ဆန်းစစ်ကြည့်ရမှာ RSF တပ်ဖွဲ့ဆိုင်ရာမော်တော်ယာဉ်နေနားနဲ့မြို့ကိုပတ်ဝန်းထားတဲ့နိုင်ငံနေနားမှာလူတွေလောင်းတွေကိုစုလိုက်စုလိုက်တွေ့ထားတယ်လို့ဆိုပါတယ်။ ာဖရိကသမဂ္ဂကလည်းဒါရီဟာလူခွင့်ရေးနဲ့နိုင်ငံကဥပဒေတွေကိုကြီးမားချိုးဖောက်တာလို့ဆိုကာရှုတ်ချလိုက်ပါတယ်။ RSF တပ်ဖွဲ့ကတော့အဲ့ဒီဆိုစစ်ချက်တွေကိုပယ်ချထားပါတယ်။ဂျပန်ရဲ့ F-35 တိုက်လေယာဉ်တွေမှာတပ်ဆင်ဖို့အတွက်အမေရိကန်လုံမစ်ဆိုင်တွေကိုပို့ပေးမှဖြစ်ပြီးတော့ဒီတစ်ပတ်အတွင်းပထမအထုပ်ကိုပို့ပေးမယ်လို့သမ္မတဒေါ်နယ်ထရန့်ကပြောပါတယ် သူကဂျပန်ဝန်ကြီးချုပ်တင်းနဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်ဂျပန်နိုင်ငံအနားမှာဆက်ကပ်ထားတဲ့အမေရိကန်လေနင်သမော USS George Washington ဘုမအမေရိကန်တပ်ဖွဲ့တွေကိုမိန့်ငွန်းပေးစဉ် Mr. Trump ကအခုလိုကြေညာခဲ့တာပါဂျပန်နေနဲ့စီးရေး၃ရက်မြင့်တင်ပြီးတော့အမေရိကန်လောက်ကာကွယ်ရေးပစ္စည်းတွေကိုဝယ်မယ်ဆိုတဲ့ဂျပန်ဝန်ကြီးချုပ်ဆနာအီတကာအီချီရဲ့ကတိပြုစကားကိုလည်းအမေရိကန်သမ္မတကကျူဆူခဲ့ပါတယ် Miss တကာအီချီကလည်း မေရိကန်ဂျပန်မာမိတ်ဖွဲ့မှုဟာကမ္ဘာမှာအကြီးမြတ်ဆုံးဖြစ်ပြီးတော့သူ့နိုင်ငံဟာမှန်းဆလို့မရနိုင်တဲ့လူမျိုးကြီးလိုအပ်ချက်ဝန်းကျင်ကိုကျုံနေရတယ်လို့ပြောပါတယ်။အမေဇုန်ကုမ္ပဏီကသူ့ရဲ့ဝန်ထမ်းအင်အားတွေကအလုပ်ပေါင်း1400လေးနေရာအတွက်ဝန်ထမ်းအင်အားတွေကိုရှော့ချဖြတ်တောက်လိုက်ပါတယ်။အွန်လိုင်းကနေကွန်မြူစီရောင်းဝယ်ပေးတဲ့ကုမ္ပဏီကြီးကလုံသားအင်အား3000ကျွဲရှိတဲ့နယ်400ခန့်ကိုရှော့လိုက်တဲ့သဘောပါ။ ဒီနေ့စပိုင်းနှုန်းကအမေဇုန်ရဲ့အလုပ်မှုဆောင်ရာရှိချုပ်ကကော်လာဘီဝန်ထမ်းတွေရဲ့အလုပ်တွေကို ANN ကနေရာယူသွားနိုင်ကြောင်းသတိပေးထားပူပါတယ်ဂျပန်နိုင်ငံရဲ့အာကီတာဒီဇာမှာဝဝင်တက်ခတ်ခံမှုတွေတိုးများလာနေတာကြောင့်အဲ့ဒီရမှာစစ်တပ်ကိုနေရာချထားမယ်လို့ဂျပန်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်တောင်နှံထူထပ်တဲ့အဲ့ဒီဒေသဆိုင်ရာအုပ်ချုပ်ရေးမှုကလည်း ဒေသခံတွေကိုအကာအကွယ်ပေးဖို့အတွက်စစ်တပ်ကိုကူညီပေးပါလို့တောင်းဆိုထားပါတယ်စစ်တပ်အနေနဲ့ဥပဒေပိုင်းအရတော်ရိုင်းတွေးဆတွေကိုပြစ်ခတ်ခွင့်မရှိတဲ့အတွက်အဲ့ဒီစစ်တပ်ဟာဒေသခံတွေကိုတခြားလိုအပ်တဲ့ကူညီတွေပေးပါလိမ့်မယ်ဂျပန်ရဲ့တောနယ်ရပ်တွေမှာလူရည်တွေရော့ကျလာတာရာသီဥတုပြောင်းလဲလာတာစတဲ့အကြောင်းတွေကြောင့်လူတွေနေတဲ့ဘက်ကိုဝက်ဝင်နေပိုရောက်လာနေပါတယ်ဒီနေ့တွင်ဂျပန်နိုင်ငံတလွှားမှာဝက်ဝင်တက်ခဲလို့တည်ရတဲ့လူပေါင်း၁၀ယောက်ခန့်ရှိသွားပါပြီ။ ထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပင်နေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ စတက်ကကျမမေယူကဘမှာပါဝင်ကြမဲ့နိုင်ငံရေးပါတီတွေဒီနေ့ကစပြီးတော့မဲဆွဲစီယုံကလာစတင်မှာပြီပါတီတွေနေနဲ့ဘလူမဲဆွဲစီယုံတွေလှုပ်ဆောင်နေကြပါလေကုကျော်စီရကပြပြမှာပါ အပိုင်းလိုက်ကျင်းပမဲ့စစ်တဲ့ရွေးကောက်ပွဲမှာပါဝင်ကြမဲ့နိုင်ငံရေးပါတီတွေကိုယ်စားလှောင်းတွေအနေနဲ့ဒီကနေ့အော်တိုဘာလ28ရက်နေ့ကနေလာမယ့်ဒီဇင်ဘာလ26ရက်အထိရက်60အကြာရွေးကောက်ပွဲအပိုင်းတွေအလုံးအတွက်မဲဆွယ်စည်းရုံးမှုတွေစတင်လှုပ်ဆောင်လို့ရပါပြီ။ဆီယနာသိမှုကြောင့်ပြည်တွင်းစစ်ပောင်ကျေပြန့်နေသလို လုံခြုံရေးစိုးရင်ရတဲ့မြို့နယ်တွေကိုစားပြုရှင်ပြိုင်ကြမဲ့ပါတီတွေနဲ့ကိုယ်စားလှယ်လောင်းတချို့လဲလူမှုကွန်ရက်စာမျက်နှာတွေကနေမဲဆွယ်စီယုံတွေလုံနေကြသလိုကိုယ်စားလှယ်လောင်းအများဆုံးနဲ့ရွေးကောက်ပွဲဝင်ပြိုင်မဲ့ကြံ့ခိုင်ရေးပါတီကတော့ဒီမနက်ကစပြီးနေပြည်တော်ကပါတီရုံးချုပ်အပါအဝင်နိုင်ငံအနှံ့ကပါတီရုံးတွေမှာပါတီအောင်နိုင်ဆိုင်ဘုတ်တင်အခမ်းအနားတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်ဥကိုကိုကြီးရဲ့ပြည်သူပါတီကလည်းရွေးကောက်ပွဲကြေညာစာတမ်းကိုဒီကနေ့မနက်ပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်ပါတီတွေကိုယ်စားလှယ်တွေအနေနဲ့မဲဆွယ်စီယုံရေးကာလမှာတက်ဆိုင်ရမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့တွေကိုခုနှစ်ရဲ့ကြိုတင်ကြောင်းကြားမှာဖြစ်ပြီးကော်မရှင်ကခွင့်ပြုမှမဲဆွယ်စည်းရုံးရမှာပါဒါပေမဲ့မဲဆွယ်စည်းရုံးရစတဲ့ဒီနေ့မှာကော်မရှင်ကိုအကြောင်းကြားတာဖြစ်လို့မဲဆွယ်ဟောပြောမှုတွေကိုလာမဲ့ခုနှစ်ရက်လောက်မှလုပ်လို့ရနိုင်မဲ့အခြေအနေဖြစ်နေပါတယ်ဒါနဲ့ပတ်သက်ပြီးကြန့်ခိုင်ပါတီရဲ့ပြောခွင့်ရသူဦးလာသိန်းကအခုလိုပြောပါတယ်အပန်းတော့ဒီနေ့ လို့ရပြီခင်ဗျာဒါမှမဟုတ်တော့ကျွန်တော်တို့ကကွန်ရှင်ကိုစီးပီးစီကဥပဒေခေါင်းနဲ့ကြိုတင်ရမှာဆိုတော့လေအဲ့ဒါကိုပြပြပြီးတော့မှအဆွမ်းတိုင်းပြီးပဲလေဆိုပြီးဘယ်နည်းပြမဘယ်နည်းပြမဘာသာဒါတော့ကျွန်တော်အစီအစဉ်တိုင်းပေါ့နော်အဲ့ဒါကိုပြပြပြီးတော့မှကျွန်တော်ဆောင်းမှာဖြစ်ပါတယ်ခင်ဗျာဒါဆို Emergency တိုင်းနဲ့ကိုပါတီတွင်းမှာကိုပြောရတာကတော့လေကွန်ရှင်ကိုသူ့ပြေးပြီးတော့ကျွန်တော်ပြောလို့ရပါတယ် ရွှေကောက်ပွဲဝင်ကြမဲ့နိုင်ငံရေးပါတီတွေတတိပုဂ္ဂလကိုယ်စားလှယ်တွေအနေနဲ့မဲဆွယ်စည်းဝေးလုပ်ရမှာစီတန်းလှဲ့လေစီယုံတာမျိုးလှုပ်ဆောင်ခွင့်မရှိဘဲတတ်မှတ်ထားတဲ့နေရာတွေကနေသာမဲဆွယ်ရမှာပါ။အရင်ရွေးကောက်ပွဲတွေတုန်းကမဲဆွယ်ကာလစတင်တဲ့နေ့မှာပဲစီတန်းလှဲ့လေတာမဲဆွယ်ဟောပြောတာတွေလှုပ်ဆောင်ခဲ့ကြပါတယ်။လက်ရှိရွေးကောက်ပွဲမှာတော့ရန်ကုန်အပါဝင်တခြားမြို့နယ်တွေမှာနိုင်ငံရေးပါတီတွေမဲဆွယ်စည်းဝေးလှုပ်ရှားမှုတွေမတွေ့ရဘူးလို့ဒေသခံတွေကပြောကြပါတယ်။ 但系不得比，因为我冇赣州表达啊。我姑老年中了嘛，陪伴起码使用一千年了，冇退休。我奶我奶的都冇退休，我 grandson 都冇退休。我姑爷侬说咯，早年你收入先咯，但系两奶六个，也不提钱嘛嘞，帮不人家冇做家底过家底，现在人家搬家了冇，姑老。 ဘာသမ်းမှတော့မကြောက်ရွှေကောက်ပွဲကျင်းပမယ်လို့ထုတ်ပြန်ထားတဲ့ပြည်ပခါတွေပြင်းထန်နေတဲ့သခိုင်းမကွေးချင်းနဲ့ရခိုင်ပါဝင်တိုက်ပွဲဖြစ်ရာဒေသတွေနဲ့နီးကပ်တဲ့မြို့နယ်တွေမှာတော့မဲဆွယ်စည်းရုံးမှုတွေမတွေ့ရသေးဘူးလို့ဒေသခံတချို့ကပြောကြပါတယ်ဒီရွှေကောက်ပွဲမှာတတိပုဂ္ဂလကုသရတွေဖြစ်ဝင်ရောက်ရှင်ပြိုင်မဲ့သူတရားနိဗ္ဗာန်ရှိပါတယ်ပြည်တွင်းပြည်ပခါတွေမြင့်တက်နေတဲ့ဒီလိုကာလမှာဒီရွှေကောက်ပွဲကနေဒီပုဂ္ဂိုလ်ကသလောင်းတွေကဘာတွေကိုမျှော်လင့်နေကြပါလဲမတူတာလည်းငါပြပြမှာပါ ရွေးကောက်ပွဲမှာအင်အားကြီးကြန့်ခိုင်ရေးပါတီဟာရွေးကောက်ပွဲမပြိုင်ခင်တည်းကရှင်ပြိုင်ဘက်မရှိလို့အနိုင်ရတဲ့နေရာ28နေရာရှိနေတာပါဒီနေရာတွေဟာလုံခြုံရေးအစိန်ခုံမှုများတဲ့ပြိပခတ်ဖြစ်ပွားတဲ့ဒေသတွေအများစုဖြစ်ပါတယ်ဒါအပြင်ရွေးကောက်ပွဲမှာလုံခြုံရေးကြောင့်မကျင်းပနိုင်တဲ့နေရာ56နေရာရှိထားပါတယ်တနင်္ဂနွေလုံးအတိုင်းအတာနဲ့ဝင်ပြိုင်တဲ့ပါတီ6ခုတွေကကြန့်ခိုင်ရေးကလွဲလို့တခြားပါတီတွေတော့ကိုယ်စလဲလောင်းမတင်နိုင်တဲ့အခြေအနေတွေကြားမှာပါတီနောက်ခံမရှိပဲ တတိပုဂ္ဂလကိုယ်စားလှယ်လောင်းတွေအတွက်မဲဆွယ်စည်းရုံးရေးလုပ်ဖို့ကအစားအခက်ခဲတွေရှိနေပါတယ်မြန်မာပြည်သူဒစိတ်တပိုင်းမဲပါဝင်ခွင့်ရပြီးတခြားသူတွေဖဲထုတ်ထားတဲ့ရွေးကောက်ပွဲကိုမလိုလားဘူးလို့အာဆီယံဥက္ကဋ္ဌမလေးရှားကပြီးခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာပြောသွားပါတယ် ဒီတော့အခုရွေးကောက်ပွဲကနေဘာပြောင်းလဲမျှော်လင့်လို့တတိပုဂ္ဂလဖြစ်ဝင်ပြိုင်တာပါလဲရန်ကုန်တိုင်းဒေါ်ဘုံမြို့နယ်ပြည်သူ့လွှတ်တော်အတွက်တတိပုဂ္ဂလဝင်ပြိုင်မဲ့ဦးကျော်ထက်ပြောတာကပါတီထဲမှာဆိုးမဲချက်ယူစရာမလိုဘူးအထက်ကိုကျွန်တော်တင်ပြစရာမလိုဘူးပြည်သူလူထုအတန်ကိုကျွန်တော်လွှတ်တော်အတွက်မှာဓာတ်ရိုက်အရေးစေလို့ရတယ်ဆက်ဆက်တမှာဆောင်းအောင်နိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်ကဂျားတွေကနေပြီးတော့ကျွန်တော်ညှိနှိုင်းရေးဦးခေါင်းတွေဖြစ်နေလေပါတီနေ့တစ်ခုနဲ့တစ်ခုနဲ့ဂျားမှာပါတီဆိုရင်ကာလာရှိတာပဲ ကျွန်တော်ကျတော့ colorless ဖြစ်တဲ့အတွက်ဂျားတွေကနေကျွန်တော်တို့ကညှိနှိုင်းမှုတွေကိုကျွန်တော်တို့ကဂျားခံနေတဲ့ဆောင်ရွက်ခဲ့ရှိတဲ့အတာကြက်လည်းရှိတယ်။ဥတော်တဟမြို့သားဒီမိုကရေစီအင်အားစုပါတီရဲ့အထွေထွေအတွင်းရင်းမှုဟောင်းလည်းဖြစ်ပါတယ်။မြန်မာပြည်ရွေးကောက်ပွဲဟာမျှတတဲ့လွတ်လပ်ပြီးအားလုံးပါဝင်မှုရှိတဲ့ရွေးကောက်ပွဲဖြစ်ဖို့အာဆီယံကမျှော်လင့်နေပါတယ်။အင်အားကြီးပါတီကြီးတွေဖြစ်တဲ့စံခန့်ရေးလွှမ်းမိုးမယ်လို့မြင်ထားကြတဲ့လွှတ်တော်တွေမှာတတိပုဂ္ဂလအနေနဲ့ရောက်သွားခဲ့ရင်စံခန့်ရေးနဲ့ပေါင်းပါပါလား။ဒါမှမဟုတ်အတိုက်ခံဖြစ်ရက်ဒီမှာလား။ ကြံ့ခိုင်ရေးပါတီကရောတိုင်းပြည်အတွက်ဘလောက်ထိယုံကြည်ရမယ်လို့ထင်ပါတယ်ဒေါ်စန္နာမင်းပြောတာကကျမကအတိုက်ခံဆိုတဲ့စကားလုံးကိုတော့ကျမမလုပ်ချင်ပါဘူးအတိုက်ခံတော့ကျမတို့လုပ်မှာမဟုတ်ဘူးဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်တိုင်းပြည်အတွက်တင်လာတဲ့ issue တိုင်း issue တိုင်းမှာတော့ check and balance ဆိုတာလိုပါတယ်ဒီအင်အားကြီးပါတီတစ်ခုကြီးရှိလို့အဖွဲ့အစည်းတစ်ခုရှိလို့သူပါပဲနိုင်တယ်ဆိုတာတော့မဟုတ်ပါဘူးဘယ်အဖွဲ့အစည်းရဲ့မျက်နှာကိုမှမကြည့်ဘူးတိုင်းပြည်မျက်နှာကိုပဲကြည့်ပြီးတော့ကျမတို့က check and balance လုပ်သွားမှာလွတ်တော်ရဲမှာ BBC ကမေးမြန်းခဲ့တဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်းတွေကတော့လက်ရှိမြန်မာနိုင်ငံရဲ့အကျပ်တဲနဲ့ပြည်တွင်းစစ်အရှိန်ကို short ချနိုင်မှုအတွက်မဖြစ်မနေဖြတ်တန်းရမယ့်ထွက်ပေါက်တစ်ခုလို့ပြောပါရယ်မြန်မာပြည်ရွေးကောက်ပွဲကို ASEAN အနေနဲ့ရပ်တည်လို့မရချောင်းတဲ့ဒီရွေးကောက်ပွဲဟာမျှတတဲ့ပွင့်လင်းမြေသာမှုရှိပြီးအားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်စေချင်တယ်လို့ ASEAN ဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့နိုင်ငံသားရေးဝန်ကြီးကပြောထားပါရယ်ရှင် ကြပြန်လို့ခေါ်တဲ့ online ငွေလဲလုပ်ငန်းတွေနေနေရေးကိုနိုင်ငံတကာသံဝင်နဲ့ပူးပေါင်းဆောင်ရွက်မယ်လို့မြို့သားညီညွတ်ရေးဆွေးနွေးအန်ယူဂျီကပြောပါတယ်။ကြပြန်လုပ်ငန်းတွေကဘယ်မှာပုံမြင်နေတာလဲ။အန်ယူဂျီကကဘယ်လိုနှိမ့်နေမှာပါလဲ။မဇ္ဇာနီထွန်းကပြောပြမှာပါ။ကြပြန်ငွေလဲလုပ်ငန်းတွေကိုတရုတ်ဘက်ကရောအိန္ဒိချင်းနိုင်ငံတွေကပါဖန်ဆီးအရေးယူဖို့ဖိအားတွေပေးခဲ့တာကြောင့်စစ်တပ်ဘက်ကဖန်ဆီးတာတွေစက်တိုက်လုပ်နေတာပါ။ဒီပေါ်မှာ NUG ကလည်းနိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုကင်းတိုက်ဖြတ်ရေးမှာ နိုင်ငံတကာနဲ့အတူပူးပေါင်းပါဝင်ဖို့အသင့်ရှိတယ်လို့ဆိုပါတယ်။နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုကင်းများတိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းဆောင်ရွက်နေတယ်လို့လည်း NUG ဘက်ကပြောပါတယ်။ဘလို့ဌာနတွေနဲ့လှုပ်ဆောင်နေတာလဲ။ NUG ဝင်ကြီးချုပ်ရုံပြောရေးဆိုဝင်ရှိသူဥနေဖုံးတက်ကပြောတာကကျွန်တော်တို့ရဲ့စုံမထင်းချုပ်နယ်မြေတွေမှာဆိုတော့လူကိစ္စမျိုးတွေလုံးဝမရှိသေးရမရှိသေးအောင်ဆောင်ရွက်တော့မှာဖြစ်တယ်လို့အဲလောက်ကန်ဆောင်ရွက်နေတဲ့သူတွေကိုလည်းတနည်းနည်းနဲ့အေးအေးယူဆောင်ရွက်လို့ရအောင်ပေါ့နော်ကျွန်တော်တို့ကအတိုင်းသားဒေါ်လိုင်းအင်အားစုတွေနဲ့ရော ိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ရောအားလုံးနဲ့ကျွန်တော်တို့တာပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါရဲ့ဗျ။လက်ရှိ NGO ထိန်းချုပ်တဲ့နေရာတွေမှာကြားဖြတ်လုပ်ငန်းတွေမရှိဘဲရှိလာခဲ့ရင်လည်းအရေးယူနိုင်ဖို့အားလုံးနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ဆိုပါတယ်။ဒါအပြင်နိုင်ငံတကာကအလိုရှိနေတဲ့ရာဇဝတ်သားတွေတော်လှန်ရေးနေမြေတွေစီရောက်လာရင်လည်းနိုင်ငံတကာနဲ့ချိတ်ဆက်ပြီးအရေးယူသွားဖို့လုပ်သွားမယ်လို့ဦးနေဖုံးလက်ကပြောပါတယ်။ ဒါပေမဲ့ကြားပြန်လုပ်ငန်းအများစုဟာထိုင်းမြန်မာနယ်စပ်နဲ့တရုတ်မြန်မာနယ်စပ်ကတိုင်းရင်းသားလက်နက်ကန်အဖွဲ့တွေစုမိုးတဲ့နေရာတွေမှာပဲရှိတာပါအထူးသဖြင့်နယ်ကြားဆောင်တဲ့ BGS စုမိုးထားတဲ့ထိုင်းမြန်မာနယ်စပ်မှာပုံများနေပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကမြောက်ရီနယ်စပ် KK ပတ်ဒေတာမှာရှိတဲ့ကြားဖြန့်လုပ်ငန်းတွေကိုစစ်တပ်ကဝင်ရောက်ရှင်းလင်းခဲ့ပြီး Starlink Internet ဆက်အလုံး30နဲ့အလုသမား2000ကျော်ကိုတွေ့ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။ အဲ့ဒီနောက်ပိုင်းမှာကြားဖြတ်လုပ်ငန်းမှာပါဝင်တဲ့နိုင်ငံသားတွေရောမြန်မာလုပ်သားတွေပါထိုင်းနယ်စပ်ကိုဖျက်ကျော်ထွက်ပြေးခဲ့ရပါတယ်။ CDM ဘုံမှုနောင်ရိုးကတော့ကြားဖြတ်လုပ်ငန်းနှိမ်နင်းဖို့ဆိုရင်နိုင်ငံတကာအပြင်ဒေတာရင်းအစိုးရနယ်ပါပူးပေါင်းလုပ်ဆောင်ဖို့လိုတယ်လို့ပြောပါတယ်။ဒီလောက်အားကောင်းတဲ့လုပ်ငန်းတွေကိုတိတိကျကျနိုင်နေနိုင်မှုဆိုဒေတာသွင်းအစိုးရတွေနိုင်ငံတကာရဲ့ကုညီပံ့ပိုးအပအဝင်မှုတွေနဲ့လှုပ်ဆောင်မှု ိုအပ်နေမယ်အဲ့ဒါကျွန်တော်တို့မြင်တယ်ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ဒီချားပြန်တော်ဝင်ရဲ့တနည်းအားမှာနှိမ်နှင်းလိုက်လဲနောက်ထပ်သေးသားမှာပုံစံတစ်မျိုးနဲ့အဲဆက်လက်လိမ်လည်မှုပုံစံကြီးဆက်ချိနေနိုင်တယ်မြန်မာနိုင်ငံမှာကြားဖြတ်ငွေလေလုပ်ငန်းတွေပေါ်ပေါ်တင်တင်လုပ်နေတာတွေဟာနောက်ွယ်ကလက်နက်ကင်အဖွဲ့ပေါင်းစုံပါဝင်နေတာကြောင့်လို့နိုင်ငံရေးလေလာသုံးသပ်သူတွေကပြောပါတယ်။ဒါကြောင့်လည်းဥပဒေစိုးမိုးမှုနဲ့အနှက်ဆက်တက်ရောက်မှုအားနည်းနေတယ်လို့ပြောကြပါတယ်ရှင်။ တော်ရရှင်များဒီနေ့ညတွေတဲ့ထုတ်လွှင့်ပေးတဲ့ BBC မြန်မာပိုင်းရဲ့ reduce စင်ကတော့ဒီမှာပြီးဆုံးပါပြီခင်ဗျာလာမယ့်မင်းတပိုင်းအတွင်းမှာကျွန်တော်တို့ BBC နေနဲ့ TV စီစဉ်ကိုထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်တော်ရရှင်တို့ဘေးပြာဝိကွာလို့ရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ BBC ကိုနားဆင်နေတဲ့အထူးကျေးဇူးတင်ပါတယ် BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။